လူဦးရေအများဆုံးနေထိုင်ကြတဲ့ကမ္ဘာနိုင်ငံကြီးများပြည်သူများအားလုံးပဲမင်္ဂလာပါရှင် Crazy အနှောင်းနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင်ဒီကနေ့အတွက်တင်ဆက်ပေးသွားချင်တာကတော့ကမ္ဘာနိုင်ငံ အသီးသီးတွေကမှလူဦးရေအထူးထက်ဆုံးလူနေထိုင်မှုအများဆုံးနိုင်ငံ၅နိုင်ငံအကြောင်းပဲဖြစ်ပါတယ်နံပါတ်ကပါကစ္စတန်နိုင်ငံ ပါကစ္စတန်နိုင်ငံကတော့အစ္စလာမ်အယူဝါဒကိုယုံကြည်ကိုးကွယ်ကြတဲ့နိုင်ငံတွေထဲမှာလူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံရဲ့ထူးခြားချက်တစ်ရက်မှာနိုင်ငံရဲ့အနေနဲ့ကတစ်ဆက်သေးမဟုတ်ပဲအရှေ့ဘက်မှာအရှေ့ပါကစ္စတန်နဲ့အနောက်ဘက်မှာအနောက်ပါကစ္စတန်ဆိုပြီးတော့တရှိကတစ်ခုနဲ့တစ်ခုမိုင်ပေါင်း900မြောက်ခွာဝေးစွာတရှိနေကြပါတယ်။ပါကစ္စတန်နိုင်ငံတစ်ခုလုံးရဲ့အကျယ်ဝန်းက36,439စတူရဲမိုင်ခန့်ကျယ်ဝန်းပါတယ်။ အနောက်ပါကစ္စတန်ရဲ့အကြံဝင်းကတော့3,236စတူရဲမိုင်ဖြစ်ပြီးတော့အရှိပါကစ္စတန်ဘင်္ဂလားဒေ့ရှ်ရဲ့အကြံဝင်းကတော့9,450စတူရဲမိုင်ခန့်ကျယ်ဝင်းပါတယ်။ပါကစ္စတန်ရဲ့လူဦးရေမှာ2019ခုနှစ်တကောင်စီရင်အရ212တန်းကျော်ရှိပြီးတော့လူဦးရေ66ရာခိုင်နှုန်းခန့်ဟာအစ္စလမ်ဘာသာဝင်တွေဖြစ်ကြပါတယ်။ နံပါတ်၄အင်ဒိုနီးရှားနိုင်ငံ2010ခုနှစ်လူဦးရေစီးရင်အရအင်ဒိုနီးရှားနိုင်ငံရဲ့လူဦးရေက239တသမ6သန်းရှိပြီးတော့လူဦးရေထိုးပွားမှုနှုန်းမှာတသမ900ရာခိုင်နှုန်းများရှိတာကြောင့်လူဦးရေထူထပ်မှုမြင့်မားတယ်လို့ဆိုနိုင်ပါတယ်။လူဦးရေသိသိမှုမှာ test to yen မှာ 358ဦး distance kilometer ကို138ဦးများရှိပြီးတော့ကမ္ဘာပေါ်မှာအဆင့်88နေရာမှာရပ်တည်နေပါတယ်။ဂျာဘာကျွန်းမှာကတော့လူဦးရေသိသိမှုမှာ distance mile မှာ2435ဦး distance kilometer ကို1068ဦးများရှိပါတယ်။လူရေကဂျုံနီပေါ်မှာလည်းနေထိုင်မှုပုံစံအမျိုးမျိုးလူနေမှုအဆင့်အမျိုးမျိုး क्वे ပြားလျက်ရှိပြီးတော့ဂျကာတာမြို့မှာရှိတဲ့မြို့ပြနေထိုင်သူတွေကစကာပါပူအာဂျုံမှာရှိတဲ့လူအများနဲ့ အဆက်ဆက်မရှိကြတဲ့လူမျိုးစုတွေအထိစပြီးတော့အမျိုးမျိုးရှိကြတာလည်းဖြစ်ပါတယ်1962ခုနှစ်ကိုလိုနီခေတ်အပြီးပထမဆုံးလူဦးရေစီးရင်ကောက်ယူခြင်းမှာကတော့စုစုပေါင်းလူဦးရေ68တန်းမြောက်ရှိပါတယ်နိုင်ငံအတွင်းလူဦးရေရဲ့ရာခိုင်နှုန်းအများစုမှာလူငယ်တွေဖြစ်ကြပြီးတော့အသက်အပိုင်းခြားကတော့2016ခုနှစ်ရဲ့ခေတ်မှန်းခြေအရ 28နှစ်ဖြစ်ပါတယ်။လူဦးရေကတော့2030ခုနှစ်အရောက်မှာ295တန်းခန့်သို့လကောက်2050ခုနှစ်အရောက်မှာ321တန်းခန့်သို့လကောက်ထိုးထွက်လာမယ်ဆိုပြီးတော့ခန့်မှန်းထားကြပါတယ်။၈တန်းခန့်မြောက်သောအင်ဒိုနီးရှားလူမျိုးတွေက ဒီပေါ်နိုင်ငံတွေမှာနေထိုင်လျက်ရှိကြပြီးတော့၎င်းတို့ထဲကအများစုကမလေးရှားနိုင်ငံ၊နယ်သာလန်နိုင်ငံ၊ sorry အာရေဗျာနိုင်ငံ၊အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ဟောင်ကောင်၊စင်ကာပူနိုင်ငံ၊ American ပြည်ထောင်စုနဲ့ Austria နိုင်ငံတို့မှာအခြေချနေထိုင်လျက်ရှိကြပါတယ်။နံပါတ်3 American ပြည်ထောင်စု American ပြည်ထောင်စုကတော့တကောင်စီးရင်ဘယူရိုရဲ့ခံမှန်းမှုအရ American နိုင်ငံရဲ့လက်ရှိလူဦးရေကို 333.5သန်းကျော်ရှိမယ်လို့ခန့်မှန်းထားကြပြီးတော့တရားမဝင်ဝင်ရောက်နေထိုင်သူ17.2သန်းကိုပါထည့်ထွက်ထားခြင်းဖြစ်ပါတယ်။1900ပြည်နှစ်မှာတော့လူဦးရေ86သန်းမြားသာရှိပေမဲ့လည်း20ရာစုအတွင်းအမေရိကန်မှာလူဦးရေကလေးစားမြမြင့်တက်လာခဲ့ပါတယ်။ကမ္ဘာပေါ်မှာချုံနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ပြီးတာနဲ့လူဦးရေအများဆုံးကအမေရိကန်နိုင်ငံဖြစ်ပြီးတော့အဓိကစက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေတဲ့လူဦးရေထိုးတက်မှုအမြန်ဆုံးဖြစ်နေတဲ့တစ်ခုတည်းသော နိုင်ငံပဲဖြစ်ပါတယ်။ ။ဝေးဖွားမှုနှုန်းကတော့လူတစ်ထောင်မှာ73.8နှစ်သာရှိပြီးတော့ကမ္ဘာပြင်မြဝေးဖွားမှုနှုန်းရဲ့အောက်မှာရှိနေပေမဲ့လည်းလူဦးရေထိုးထွက်မှုနှုန်းမှာအကောင်းဘက်မှာရပ်တည်နေပြီးတော့တရားခိုင်နှုန်းများရှိကတခြားသောဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များထက်တိတိတတာပုံမများပြနေပါတယ်2021ခုနှစ်ဗန္နာရီနှစ်အတွင်းရွှေပြောင်းနေထိုင်သူတသန်းခန်းကိုအမြဲတမ်းနေထိုင်သူအဆင့်သတ်မှတ်ပေးခဲ့ပြီးတော့အများစုမှာမိသားစုပြောင်းလဲပေါင်းစည်းရေးပေါ်လစီနဲ့ရရှိခဲ့ခြင်းဖြစ်ပါတယ် အမေရိကန်ပြည်တော်စုမှာလူမျိုးပေါင်းစုံရှိပြီးတော့လူရည်တသန်းကျော်တဲ့မျိုးနွယ်ဆက်မတူညီကြတဲ့မျိုးနွယ်စု30ခုရှိပါတယ်။လူဖြူတွေကအများဆုံးလူမျိုးတွေဖြစ်ပြီးတော့ German American များ English American များနဲ့ Irish American များပါဝင်လာကြောင်းနိုင်ငံအတွင်းလူဦးရေအများဆုံးသောမျိုးနွယ်ဆက်အစုအဖွဲ့၄ခုမှ၃ခုပါဝင်နေပါတယ်။ African American တွေမှာနိုင်ငံအတွင်းလူဦးရေအများဆုံးဖြစ်တဲ့လူနည်းစုအဖွဲ့ဝင်လူမျိုးစုဖြစ်ပြီးတော့မျိုးနွယ်ဆက်အများစုတွေကမှ တတိယမြောက်အများစုအစုအဖွဲ့ဖြစ်ပါတယ်အာရှအမေရိကန်တွေရဲ့ဒုတိယမြောက်လူဦးရေအများဆုံးသောလူနည်းစုအဖွဲ့ဝင်လူမျိုးစုဖြစ်ပါတယ်။အာရှအမေရိကန်တွေထဲမှာမှလူဦးရေအများဆုံးလူမျိုးနှစ်ခုကတော့တရုတ်အမေရိကန်တွေနဲ့ဖိလစ်ပိုင်အမေရိကန်တွေဖြစ်ကြပါတယ်။၂၀၁၉စီးရင်အရအမေရိကန်လူဦးရေရဲ့၅တသမနှစ်တန်းခန့်မှာအင်ဒီယန်လူနီနေနဲ့အလက်စကာရှေးဦးနေထိုင်သူတွေကနေဆင်းသက်လာကြသူတွေဖြစ်ကြပါတယ်။ တည်တသမနှစ်တန်းသောလူဦးရေမှာဟာဝိုင်ရီရှေးဦးနေထိုင်သူတွေနဲ့ပစိဖိတ်ချွန်းသားတွေကနေဆင်းသက်လာကြသူတွေဖြစ်ကြပါတယ်။တကောင်စီရင်အရာလူဦးရေ၁၉တန်းကျော်ကိုတခြားလူမျိုးစုတွေလိုထည့်သွင်းသတ်မှတ်ခဲ့ပြီးတော့အဲဒီသူတွေကတော့အဓိကမျိုးနွယ်စုကြီး၅ခုအတွင်းထည့်သွင်းရေးတွက်ခြင်းမပြုနိုင်သူတွေပဲဖြစ်ပါတယ်။ရှိစနစ်ရာဂိုင်းလုံးသောအမေရိကန်တွေဟာမျိုးပြရီနဲ့မျိုးပြရီရဲ့စင်ကြေပုံတွေမှာနေထိုင်ကြပြီးတော့ ၎င်းတို့တွေကတဝက်ခန့်အားလူဦးရေ9000ကျော်ရှိတဲ့မြို့ကြီးတွေမှာနေထိုင်ကြပါတယ်။2008ခုနှစ်မှာ283ခုမြသောမြို့တွေမှာလူဦးရေတသိန်းကျော်ရှိပြီးတော့မြို့ကြီး9ခုမှာကတော့လူဦးရေတသိန်းကျော်ရှိကနယူးယောက်မြို့ Los Angeles မြို့ Chicago မြို့နဲ့ Houston မြို့တို့လို Global City လေးမြို့မှာကတော့လူဦးရေနှစ်သန်းကျော်ရှိပါတယ်။လူဦးရေတသိန်းကျော်ရှိတဲ့ Metropolitan ဒေသ52ခုရှိပါတယ်။အလင်းမြန်တိုးတက်နေတဲ့ Metro Area 90ခုမှာ 58ခုကတော့နိုင်ငံရဲ့တောင်ဘက်ပိုင်းနဲ့အနောက်ဘက်ပိုင်းမှာတည်ရှိပါတယ်။ Dallas မြို့, Houston မြို့, Atlanta မြို့နဲ့ Phoenix မြို့စတဲ့မြို့လေးမြို့မှာကတော့2000ခုနှစ်မှ2008ခုနှစ်အတွင်းလူဦးရေတန်းကျော်များထိုးပွားလာခဲ့ပါတယ်။ နံပါတ်2အိန္ဒိယနိုင်ငံအိန္ဒိယနိုင်ငံက2011ခုနှစ်စီးရင်နေ့အရလူဦးရေအားဆိုရင်တော့1.1ဘီလီယံခန့်ရှိပြီးတော့ကမ္ဘာပေါ်မှာဒုတိယလူဦးရေသိပ်သည်မှုအများဆုံးအမြင့်ဆုံးနိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။လူဦးရေထိုးထွက်မှုနှုန်းမှာ1.58ရာခိုင်နှုန်းခန့်ဖြစ်ပြီးတော့လာမယ့်2030ခုနှစ်နှစ်ကုန်မှာလူဦးရေ1.53ဘီလီယံခန့်ရှိလာမယ်လို့ကြိုတင်ခန့်မှန်းထားကြပါတယ်။စုစုပေါင်းလူဦးရေရဲ့623.8%မှာယောက်ျားလေးဦးရေဖြစ်ပြီးတော့ 986.5တန်းမှာအမျိုးသမီးဥယေပဲဖြစ်ပါတယ်။ကြားမအချိုးမှာအမျိုးသားဥယေ1000မှာအမျိုးသမီးဥယေ940ဦးဖြစ်ပါတယ်။အမျိုးသားတွေရဲ့ပြင်းပြသက်တမ်းမှာ65နှစ်ဖြစ်ပြီးတော့အမျိုးသမီးတွေရဲ့ပြင်းပြသက်တမ်းက68နှစ်ဟန်ဖြစ်ပါတယ်။ပြင်းပြသက်တမ်းမှာတော့66နှစ်လို့လည်းပြောလို့ရတယ်။လူဦးရေသိပ်သည်မှုအနေနဲ့ကလည်းပြင်းပြအဖြစ်ဒစ်စတူယန်ကီလိုမီတာမှာ382ယောက်ဖြစ်ပါတယ်။စာတမ်းများမှုနှုန်းကတော့ ကျန်းက၈၂.၃လေးရာခိုင်နှုန်းဖြစ်ပြီးတော့မအနေနဲ့ကတော့ 65.46ရာခိုင်နှုန်းဖြစ်ကပြည်များအားဖြင့်84.34ရာခိုင်နှုန်းဖြစ်ပါတယ်။လက်ရှိလူဦးရေရဲ့90ရာခိုင်နှုန်းကျော်မှာအသက်25နှစ်အောက်တွေဖြစ်ပြီးတော့65ရာခိုင်နှုန်းကျော်ကအသက်35နှစ်အောက်တွေဖြစ်ကြပါတယ်။လူဦးရေရဲ့82.2ရာခိုင်နှုန်းမှာဈေးရွာပေါင်း63,000 8,000ရှိတဲ့ဈေးသက်ဒေသတွေမှာနေထိုင်ကြပြီးတော့29.8ရာခိုင်နှုန်းမှာမြို့ပေါင်း9480မှာရှိတဲ့မြို့ပြဒေသတွေမှာနေထိုင်ကြပါတယ်။ မွေးဖွားနှုန်းက2009ခုနှစ်စည်ရင်းဤအရလူတစ်ထောင်မှာ22.2နှစ်ဦးဖြစ်ပြီးတော့တည်ဆုံမှုနှုန်းကတော့လူတစ်ထောင်မှာ6.4ဦးခန့်ရှိပါတယ်။နံပါတ်1တရုတ်ပြည်သူသမ္မတနိုင်ငံတရုတ်နိုင်ငံကတော့ကမ္ဘာလူဦးရေအများဆုံးနိုင်ငံတွေထဲကနံပါတ်1တင်ရနေပြီးတော့ရပ်တည်နေတာဖြစ်ပါတယ်။တရုတ်ဟန်လူမျိုးတွေကတရုတ်ပြည်မှာဆိုရင်အကြီးဆုံးလူမျိုးစုတစ်ခုဖြစ်ပြီးတော့တရုတ်ပြည်မှာကြီးမှာဆိုရင်တော့စုစုပေါင်းလူဦးရေရဲ့ 90စနစ်ရာခိုင်နှုန်းခန့်ထိရှိပါတယ်။ဟန်တရုတ်လူမျိုးတွေကထိုင်ဝမ်၊ဟောင်ကောင်၊မကာအိုနဲ့စင်ကာပူတို့မှာစုစုပေါင်းလူဦးရေရဲ့ 65ရာဂိုင်နှုန်း62ရာဂိုင်နှုန်း89ရာဂိုင်နှုန်းနဲ့84ရာဂိုင်နှုန်းအသီးသီးရှိကြပါတယ်။တရုတ်လူမျိုးတွေကကမ္ဘာလူဦးရေရဲ့18ရာဂိုင်နှုန်းခန့်ရှိပြီးတော့ကမ္ဘာလူဦးရေအများဆုံးလူမျိုးစုလည်းဖြစ်ပါတယ်။ဟန်တရုတ်လူမျိုးတွေကတရုတ်နိုင်ငံမှာဆိုရင်လည်းအင်အားကြီးလူမျိုးစုဖြစ်တဲ့အတွက်တရုတ်နိုင်ငံပြည်ပမှာဆိုရင်လည်းဟန်တရုတ်လူမျိုးနဲ့တရုတ်လူမျိုးဆိုတဲ့ဝေါ်ဟာရတို့ကိုရုံးတော့အသုံးပြုလို့ရှိပါတယ်။ တရုတ်နိုင်ငံမှာတရားဝင်အသီးမှတ်ပြုထားတဲ့တိုင်းရင်းသားလူမျိုးစု55ခုရှိပြီးတော့ဒါရီကိုလည်းတရုတ်လူမျိုးလို့ပဲသတ်မှတ်နိုင်ပါတယ်။ ဟောင်ကောင်နဲ့မကန်အိုရိုကတော့ဒီယိုနိုင်ငံရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိနေတယ်ဆိုပေမဲ့လည်းအရီဒေတာနှစ်ခုလုံးဟာကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတွေဖြစ်ကြပါတယ်။ဟောင်ကောင်နဲ့မကန်အိုရိုကိုတရုတ်ဗြိတိရှဘူးတွဲကြေညာချက်နဲ့တရုတ်ပေါ်တူဂီဘူးတွဲကြေညာချက်တို့လိုနိုင်ငံတကာစာချုပ်တွေအရအသီးသီးအုပ်ချုပ်ကြပါတယ်။အရီဒေတာနှစ်ခုတို့မှာနေထိုင်သူတွေအနေနဲ့အမျိုးမျိုးသောနိုင်ငံသားဖြစ်ခွင့်ကိုလည်းရရှိနိုင်ကြပါတယ်။ တရုတ်သမ္မတနိုင်ငံဆိုပြီးတော့တရားဝင်အမိတွင်ကြတဲ့ထိုင်ဝမ်နိုင်ငံသားတွေကိုလည်းရန်ဖန်ရန်ခါထိုင်ဝမ်လူမျိုးတွေလို့ခေါ်ဆိုလိရှိကြပါမယ်လေ။၎င်းတို့ကိုတရုတ်လူမျိုးဆိုပြီးတော့လည်းရည်ညွှန်းနိုင်ပါတယ်။ထိုင်ဝမ်ရဲ့အနေမြေပိုင်ဆိုင်မှုဟာအငင်းပွားဝယ်ရာတွေရှိနေတယ်လို့တရုတ်သမ္မတနိုင်ငံအားလည်းအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်အကန့်အသတ်ဖြစ်တာအတိအမှတ်ပြုကြတာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်အုပ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။